ကဲတယောက်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီမင်းသမီးဖွေးဖွေးအရကတင်းဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖောက်ကောက်လို့မရအဲ့တော့နိုင်ငံတော်ကိုပူးပေါင်းကူညီပေးဖို့ကြတော့ဒီနှစ်ယောက်ကပါဝင်လာဖို့ရှိမယ်ဖွေးဖွေးဆိုရင်မလုပ်ခဲ့လေခုယူတော့ဘောသူတို့ယူတော့ဘောမပူးပေါင်းလို့တဲ့စက်ကျင်တာမဟုတ်နှောက်ရှက်တာမဟုတ်တော့မပူးပေါင်းလို့ဖမ်းမိခဲ့တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းတယ်ဆိုဘယ်တော့တနိုင်ငံတော့ဖမ်းနေလိုက်ပြီကွာဟဲ့လားတနိုင်ငံတော့ဖမ်းတယ်ငါတို့ဒီဘက်ရောက်ပြီလားဖမ်းတယ်လားဖွေးဖွေးလို့ရလို့ဆိုရင်အစိုးပိုင်းတော့ပြောတော့ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဒီမှာဖိုးဖိုးတို့လင်းအောင်လုပ်နေပတ်သက်တဲ့ information တွေအကုန်ရှိတယ်။ဥပမာတို့မွေးရေးစေဝါတုံးတဲ့ကိစ္စတွေကဆိုရှိတယ်။စေကွဲပြီးတော့ပြက်ကွဲနေရတဲ့ဆာရှိတယ်။ဟိုမှာလောက်တာလောက်ရအကုန်ကွဲကုန်မှာချက်တယ်။ပြီးတော့ဘလိုတွေနေတယ်ထိုင်တယ်ဆိုတာအစနောက်ကျောင်းတွေအကုန်ပေါ်လိုက်အကုန်နှမ်းစီထွက်လာမှာ။ဝေါ်နဲ့ထွက်လာရတာရှက်ကကွဲကြအောင်။ဆိုတော့ဒီလောက်ကြော်ပြီးမှအာဏာရှင်ဖွဲ့စည်းတယ်မလုပ်ဘူး။ဩတို့တွေလည်းတို့အမှုပညာရှင်လွတ်လပ်ဆိုတာနေပါစေဆိုစိတ်နဲ့နေခိုင်းတာလေ။ပွန့်လင်းပြောရတယ်။ဒါပေမဲ့နိုင်ငံတော်ကူညီဖို့ကိစ္စမှာဒီလောက်မြစ်တာရဲ့ခံကူညီတောင်းလဲတို့မလုပ်ဘူး။အဲဖူးဖေးနဲ့ အလင်းအောင်လုံးဝမပတ်သက်ဘူးမပောက်ဘူးမပောက်ဘူးမပါတော့မပောက်ဘူးဖုံးမကင်တာလေဆိုတော့ဩအဲ့လိုတွေ့ရတယ်အဲ့တော့ကြည့်ရတော့ကြည့်ရတော့တို့ကလည်းကြည့်ရတော့ဟိုတမိုင်းဝင်ခြင်းတွေထင်ပါတယ်တမိုင်းဝင်ခြင်းထင်ပါတယ်တမိုင်းဝင်ခြင်းတော့အင်းစင်ကနီးနီးလေးရဲ့အသက်သမဲအဲ့ဒါနေတိုင်းအင်းစင်ရောက်ဝင်သဘောရှိတယ်အဲ့တော့တော်နိုင်ချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါကအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မိတို့တွေဘယ်လိုပြေးကြမှာလဲ အဲ့ဒီ on နေတဲ့အခုကြော်ပြိုးပြီးဆိုတော့တစ်ဖက်သားပေါ့ပေါက်ပိုင်းလေးစ on နေတဲ့ကောင်အခုကမပူးပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမင်းတို့မလို့မင်းတို့မရှိဟမ်အဲ့တော့အဲ့ဒီကောင်ကယူရောက်ဝဲတာဒီတော်လိုင်းကြီးကနိုင်သွားလို့ရှိရင်မင်းတို့ပဲကိုပြေးမှာအဒီစားကောင်ထိုင်းတော့ပြေးလိုက်ပါမယ်ထိုင်းပြေးပြီးအမှစီးခဲ့တဲ့ခပြီးမှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲဝါဒဖြန့်ကန်ပိန်းတွင်မပူးပေါင်းသဖြင့်တရုတ်ဆောင်ဖွေးဖွေးကိုစစ်အုပ်စုဖမ်းဆီးလိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုစီးပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာဖွဲ့ဖွဲ့ကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီသတင်းဌာနတွေကတက်လာဘလို့မှမဖြစ်တဲ့နေရာပြသူတို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူတွေကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိုက်တဲ့အတွေးပေါ့အတီးတရားမဲ့တဲ့အတွေးပဲဖြစ်နေတယ်တော့ဘလောက်ပဲကိုထောက်ကိုနဲ့ဆက်ကျင်တဲ့အဖွဲ့ကလူတယောက်ဖြစ်နေပါစေဒီလိုဥပဒေနဲ့လုတ်တဲ့လုတ်ရက်ဒီထောက်ခံနေတဲ့လူတွေကိုပါစော်သားတယ်ဆိုတာကိုသူတို့တွေသိဖို့လိုတယ် နော်အခုအတူရောင်ရွက်ောက်ပွဲကိုသူတို့အတူရောင်ရွက်ောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းတာတဲ့လက်ရှိလူတရာကြော်သွားပြီနော်နောက်ဆုံးဖေးဘောက်မှာအသေးလေးပေးတာတော့ဟာဟာလေးပေးတာဒီဖေးဘောက်မှာပေးတဲ့ဟာတော့မှလိုက်ခမ်းတယ်ဆိုရင်တလောက်တော့ကြောက်နေလားလို့ပဲမေးချင်တယ်နော်အဲ့တော့ရှင်းပါလေဘာဖြစ်လို့ကြောက်တာလဲလက်ရှိမင်းအောင်ဆိုင်ကကျွန်တော်မြဲပြောသလိုပဲဥပဒေနဲ့အာဏာသိမ်းထားတဲ့ရာဇဝတ်ကောင်မှာအဲ့တော့သူတို့ဒီလုံးဝဘောင်ဝင်မှုဘောင်ဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခောက်ခောက်ကာတွားပြီးနောက်ဆုံးတရုတ်ကလုတဲ့ပွဲကိုမင်းအောင်ဆိုင်ထိလိုက်တယ် ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာပုံပဲနဲ့စစ်တပ်ခေါင်းဆောင်အနေနဲ့နှက်ဖိတ်တာဖိတ်လိုက်တော့မင်းတရုတ်ကသူ့ကိုပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရအောင်အဲ့တော့တရုတ်ကပွဲထုတ်ပေးထားတဲ့အတွက်ဒီတရုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုချိန်နေဒါလို့လုံးမယ်လို့မထင်မဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ထင်မှတ်ထားတာအဲ့ဒီအချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဝင်မရအောင်လို့ဆိုရှင်းရန်ရမ်းပြီးအဲ့ဒါမှာအားစိုက်လာပြီးပောက်ပွဲတာပောက်ပွဲပြီးတော့ဘာလို့ရှောက်လို့လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားမှာမယ်လို့ပြောတဲ့ပါဇက်ပေါက်တယ် ကိုပစပောက်တော့ကိုတန်ဖိုးရှိရလားလို့ပြန်မေးတယ်။ပါတီဆောင်ဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်စီရွေးကောက်ပွဲတွားတာကိုမင်းတို့ကတွားချင်ဘူးဆိုတော့မင်းတို့ကဗာလဲလို့မေးနေတဲ့လူတွေဒီလိုအသေးလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်စီထောင်ချတာပြည်သူတရားရောပါပြီ။အခုတရားဆောင်ဖွဲ့ဖွဲ့ဆိုတာကနိုင်ငံကျော်တရားဆောင်တရား သူကသူကြိုက်ချင်အားပေးမယ်ချင်းချင်းလေးသူလည်းပြည်သူတွေကပြည်သူကြောက်မယ်သူမှအားပေးလက်ဟာကိုဒီတို့ရဲ့ရွေးကောက်ပွဲအားမပေးရကောင်များဖမ်းတယ်ဆိုတော့ဘယ်ဒဏ္ဍာရီလူမဆန်တဲ့လောက်ရက်တွေလောက်နေတဲ့ကောင်တွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့စောအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းလဲလိုက်စားကြည့်ပါနော်အင်္ဂလန်ချင်းခိုင်းနိုင်ငံဆက်ပြီးတော့နော်ဒဏ္ဍာရီအဲ့ကောင်နေမြတ်ကိုရီးယားကိုလာပြောမယ်မြတ်ကိုရီးယားကမြတ်ကိုရီးယားခေါင်းဆောင်တွေဟာပြည်သူကိုကမာနဲ့အဆက်ဆက်ထားပေးမယ်သူတို့စစ်တပ်ကိုတဘိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိစောက်ထားတယ်မြန်မာစစ်တပ် ချင်းချားဆိုပြီးတော့ပြည်တွင်းထဲကလူမီးနဲ့ခြံအောင်အခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေထီးစောင်းခဲ့တဲ့အရာတွေပြန်မအောင်ပြပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်နေဆိုရင်တတ်မတော်ကိုတတ်မတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့တော့ဥပမာဖိုးဝဲတရင်အဖိုးဝဲကိစ္စဟိုနေ့တက်လာပါပြီတရင်တက်လာပါကဲရှင်းပါမယ်နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတိမ်းကျုံပြီးတော့နိုင်ငံစီနေပြုလာရင်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုကျွန်တော်တော်လိုင်းရုပ်အရှိန်ကြီးဖို့လိုအပ်ပါမယ်နောက်ပြီးတော့စဉ်းစားကြည့်ပါ ဒီလိုမျိုးဝါဒပြန်စကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးอ่ะဒိတ်ပဲရှိလားကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်ကိုအားပေးထောက်တဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်တေတေလောက်ကိုရှက်စရာကြီးเนาะဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမဲ့မတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့ပြောမတတ်ဘူးဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမပေးဘူးလေဘယ်ကဘာမှလည်းမကြောက်ဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါတယ်ဆိုတဲ့ဟာမျိုးဘယ်လိုတနဝါရီလည်းမသိဘူးွာငါဒီမြန်မာပြည်မှာတနောက်အောက်တိုင်းကြတဲ့ကောင်ကြီးဘယ်လိုဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့က ဒီကော်လန်ရဲ့နိုင်မဖြစ်မယ်ဆိုတာစဉ်းစားကြည့်အခုမင်းအောင်နိုင်အာနာတိန်ကအာနာမရသေးဘူးနော်သူ့လက်ကအာနာမရသေးဘူးသူ့လက်တရားမဝင်သေးဘူးနော်ချင်းချင်းပြောရင်မင်းအောင်နိုင်အနေထားစစ်တပ်ကခေါင်းဆောင်တယောက်ဖြစ်နေလို့တာဒါလောက်အချိန်နဲ့တွားနေတာမင်းအောင်နိုင်ကရာဇဝတ်ကောင်ဘဝရောက်နေပြီမြန်မာမာရောကမ္ဘာမာရောနှစ်ခုလုံးကရာဇဝတ်ကောင်ဖြစ်နေတဲ့ကောင်ကြီးအဲ့ဒါလောက်ကောင်ကြီးကခွေးကြကြလာတဲ့တနေ့အကောင်စမုံတော့မှာနော်လောက်ကအခုမင်းတို့မင်းအောင်နိုင်ရဲ့ဒီစစ်တပ်ခေါင်းဆောင်ဆိုတဲ့အချိန်နဲ့ဒီစစ်တပ်ခေါင်းဆောင်အာနာတိန်အောင်လှုပ်ရှင်နေလှုပ်ပဲဆိုရင်မတော်လို့ ော်လန်ရဲ့အပြောင်းနဲ့မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီရှိတော့ဘယ်လိုရင်ဆိုင်ကြမလဲအဲ့ဒါပြောတာနောက်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကလူတွေကိုလည်းပြောချင်ပါလေဒါကတော့ NUD ပါဖြစ်ဖြစ်တိုင်းသား IR ဝင်ဖြစ်ဖြစ်ဒီတော်လန်ရင်းမှာ NUCC ပဲဖြစ်ဖြစ်စတဲ့ဖြစ်ပေါ့နော်ဒီခေါင်းဆောင်ဘိုင်းနေတဲ့အထူးသဖြင့် NUG ရဲ့စည်ရေးဌာနပေါ့နော်ဒါနဲ့စည်ရေးဌာနတစ်ခုတည်းကိုလည်းကျွန်တော်တို့ပုံထားလို့မရအောင်ကျွန်တော်တို့အလုံးလုံးတဲ့နေရာမှာနိုင်ငံတကာရဲ့ဂျီနီဗာကွန်ဗင်းရှင်းလို့နိုင်ငံတကာစစ်ဥပဒေလို့စတဲ့ဖြစ်ဒါတွေကိုလေးစားလိုက်နိုင်ရတာလေကျွန်တော်တို့နားလည်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ဒီဘာလုပ်နေတာဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ဘူးတော်လှန်ရေးလုပ်နေတာတော်လှန်ရေးလုပ်တယ်ဆိုတာတော်လှန်ရေးနိုင်ဖို့အဓိကကိုဥတည်ချက်ထားရပါမယ်ဒါလေးကိုပြောင်းလို့မရဘူးနိုင်ငံတကာစီးပင်းစည်းကမ်းတွေလိုက်နာတာလိုက်နာတာတကြောင်တော်လှန်ရေးနိုင်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးနေရာမှာထားရပါမယ်နော်ဘာဖြစ်လို့လဲခါတဲ့ဒီကောင်ဝင်ရှိတဲ့လူကြီးတွေကျွန်တော်စကားပြောရတာဟုတ်ကြရင်ဥပဒေတွေကိုတအားကြီးအလေးပေးတယ်စာအုပ်ကြီးတိုင်းတအားဖက်တယ် ။ဒါဆောင်ကြီးညားပဲ။အတော်လည်းကြီးကဘလို့စနစ်နဲ့လောက်ကတာဘလို့ဥပဒေနဲ့ဘယ်ရသွားတော့ဘလို့ဥပဒေနဲ့မညီဘူးလို့ဘလို့လှုပ်ထုတ်လို့ဒီမပါဘူးလို့လှုပ်ပိုင်ခွင့်မရှိဘူးလို့ဆက်တဲ့ဖြစ်ဒါတွေပေါ့ဒါလို့လှုပ်လို့မရဘူးလို့ဆိုတော့အဲ့ဒီစာအုပ်ကြီးအတိုင်းအတာတွေကိုကျွန်တော် short ကိုလိုတယ်အခုတို့တို့ဘက်ကကြည့်နော်တို့ဘက်ကရှင်းရှင်းလေးပဲကျွန်တော်အစအနေနိုင်ရှင်းပြတုတ်ပန်းလဲမယ်အခုတိုက်ပွဲတွေနှစ်ဖက်တိုက်ထားတာ9နှစ်ရှိပြီကြာတုတ်ပန်းလဲမယ်နော် PDF တွေဖမ်းမိထားတာစစ်ကောင်စီကဘယ်နှယောက်ရှိတယ် ဒီစစ်တပ်ကဖမ်းမိတာတော့ဒီစစ်တပ်ကကောင်းမင်ကိုဖမ်းမိတာတော့ဘယ်လောက်လဲတော့မပြောပြဘူးကျွန်တော်စင်းသွားတဲ့တနင်္လာနေ့တိုင်းမှာအဲ့ဒီထောင်မာနေမနေ့တွေ့ခရင်ဒီပါဆိုလဲဘုန်းကြီးနေလို့စင်းလို့ထောင်ထဲမှာစကားပြောနေတာအများကြီးပဲတော့ဒါအဲ့တကူလေတခြားတော့တိုင်းတဲ့ပြည်နယ်တဘုံကြီးအဒီထောင်နေထောင်နေမှာဘယ်လောက်ရှိလဲမသိဘူးဆိုတော့ကိုယ့်ဘက်မှာကျတော့သူတို့ကချင်းကမိတဲ့ကောင်တွေကိုအေးစင်းစင်းအဲတွင်းတွင်းပြုစုပြီးတော့ဒီသူလူတန်းနဲ့လက်ခါတွေနဲ့မျိုးစော့ပြီးတွေးထားတယ်နော်သူတို့ဘက်မှာတုံ့ပန်းလဲနေဆိုတော့ PDF ဖန်တာတယောက်ရှိတယ်ရက်ပတ်တဲ့ဘာမှမဆိုင်တဲ့ကလေးတွေကိုလိုက်ဖမ်းအဲလိုက်ဖမ်းပြီးတော့ပတ်စံနဲ့လမ်းပြေးလိုက်တယ် လာရွေးခိုင်းပြီးတော့ရွေးနိုင်တဲ့လူတွေကိုစိုင်းဖို့နောက်ကနေချက်တယ်။အဲ PDF နဲ့မိဘရင်ဝင်ပြန်အပ်နိုင်ပါလို့ဆိုပြီးတော့အဲ့ဒီရက်ွက်တဲ့ဖမ်းပြီးတဲ့ကလေးတွေကိုလက်မှတ်ထိုးခိုင်းပြီးမိဘတွေလက်မှတ်ထိုးခိုင်းပြန်ထည့်လိုက်တယ်။ပတ်စံနဲ့ဘီရွေးခိုင်းတယ်။380 200 380 300ရာနေစတယ်။တော့အခုဆိုရာချီဖြစ်ပုံ။မရွေးနိုင်တဲ့ကောင်တွေကိုဘာလုပ်လဲအနောက်မှာထားတယ်ချုပ်ထားတယ်။ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဘယ်ကောင်တွေမဲပေါက်လဲ။မင်းတို့မဲပေါက်တယ်မင်းတို့သားထည့်မလား။သားထည့်မလား။ အာဘလို့ကလည်းကျွန်တော်တတိမသားဒီကဘုရားဘလူးကမလိုက်ရှင်လေးပြင်ပြင်လေးသူစစ်တပ်ကိုဖောက်ခိုင်းတဲ့ကောင်တွေကမသွားချင်ဘူးဘာလို့ပြင်ပြင်တိနေလားဝေးစီဝဆွဲမှတိနေလားဘောပြန်မှတိနေတာဟုတ်ဆိုအဲ့လမ်းကိုမထိုက်ကြတော့ဘာဖြစ်လဲနှားထိုက်ကြရော့လားသိနေရပေးရော့အဆက်ဆက်ခုနကဖမ်းပြီးမယွေးနိုင်တဲ့ကောင်တွေကိုထက်စစ်မှုထမ်းတယ်ဟုတ်ဒီလိုတွေလောက်နေတာလေအဲ့တော့ဒီစစ်တပ်ဒီမှာဖမ်းပြီးတဲ့ PDF အရှင်မတရားဘူးနင်းမျိုးစုံပြစ်ဆက်တတ်ချက်ပြန်ကြကုန်လုံးဒါဒါတုံ့ပြန်ကဏ္ဍနော်နောက်တစ်ချက်အခုကျွန်တော်တို့ဘက်ကဒလန်တွေဖမ်းတယ်ဒလန်တွေဖမ်းတယ်

နမကြီးအကယ်ဒမီတရုတ်ဆောင်ဖြစ်သူဖွေးဖွေးကိုအာနာသိန်းစစ်အုပ်စုကရွေးကောက်ပွဲဝါဒဖြန့်ရိုက်ကူးရေးတွေမှာမပါဝင်လို့ဖမ်းဆီးလိုက်တယ်လို့အမှုပညာအတိုက်အဝန်နဲ့နှိဆက်သူတွေစီကသိရပါတယ်။ပြင်ဦးလူမျိုးမှာစကားရိုက်နေတဲ့ဖွေးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လည်းဆိုပါတယ်။ ဖွေးဖွေးနဲ့ပတ်သက်ပြီးစစ်အုပ်စုဝါဒဖြန့်ကြုံမျိုးမင်းကလည်းနိုဝင်ဘာ9ရက်ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာမပါဝင်တဲ့အကြောင်းပြောဆိုထားပြီးတရုတ်ဆောင်အလင်းရောင်ကိုပါထည့်သွင်းပြောဆိုထားတာပါအမှုပညာတိုက်ဝန်းနဲ့နီးစပ်သူကဖွေးဖွေးအဖမ်းခံရတာကသိချပါရဲအလင်းရောင်ကတော့မပါသေးဘူးအတိမပြုနိုင်သေးဘူးဖွေးဖွေးကတော့ရိုက်ကူးရေးလုပ်နေတော့ဖမ်းသွားတာလို့ပြောပါရဲ စစ်အုပ်စုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာ9ရက်နေ့နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးမင်းသားအလင်းရောင်နဲ့မင်းသမီးဖွဲ့ဖွဲ့တို့ကနိုဝင်ဘာ9ရက်ညနေအထိဆက်သွယ်လို့မရဘူးလို့လည်းကျော်မျိုးမင်းကပြောထားပါတယ်။ အောက်တိုဘာ30ရက်ကလည်းစစ်ကောင်စီလက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေကျွေကရန်ကုန်မြို့ရွှေတောင်ကြားမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးရွေးကောက်ပွဲဝါဒဖြန့်မှုတွေမှာအမှုပညာရှင်တွေအားလုံးပါဝင်ကြဖို့မပါဝင်ရင်အရေးယူသွားမယ်လို့ပြောဆိုထားပါတယ် အဲ့ဒီအစည်းအဝေးနောက်ဆက်တွဲပြီးတဲ့နောက်အမှုပညာရှင်တွေကိုဝါဒဖြန့်မှုတွေမှာပါဝင်ဖို့ဖိအားပေးတာတွေရှိပြီးအမှုပညာရှင်တွေလည်းဝါဒဖြန့်ဗီဒီယိုတွေစပြီးရိုက်ကူးနေပြီလို့လည်းအမှုပညာအတိုက်ဝန်းကနေသိရပါတယ်။အမှုပညာအတိုက်ဝန်းနဲ့နီးစပ်သူက PTU ဦးဝဲရိုက်တဲ့မိဘွားဝိုင်းမရတာဝင်းဝင်ထက်လည်းရိုက်ပေးတယ်။လူမင်းကတော့တရုတ်ဆောင်အနေနဲ့မဟုတ်ပဲဒရိုက်တာအနေနဲ့လုပ်ပေးမယ်လို့သိရတယ်။ဝုတ်မုံရွှေကြီးလည်းရိုက်တယ်လို့ဆိုပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းကိုဝေဖန်ခဲ့သူတွေနဲ့ဝေဖန်တဲ့အင်တာနက်လူမှုကွန်ရက်ကစာတွေကို Love Reek ခေါ်တဲ့အသေးပုံတုံ့ပြန်ချက်တွေပေးခဲ့သူအမှုပညာရှင်၅ယောက်ကိုလည်းဖမ်းဆီးထားပါတယ်။နိုဝင်ဘာ6ရက်နေ့မှာပဲဖွေးဖွေးပြန်လည်လွတ်မြောက်လာခဲ့ပြီးအလင်းရောင်ဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်းတွေအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာပြန့်နှံ့နေပေမဲ့ဒီသတင်းအချက်အလက်နဲ့ပတ်သက်ပြီး Devbug ကဆက်လက်စုံစမ်းမေးမြန်းနေပါတယ်။ ိုင်ခံလုံးမှာတလတိတိအေးယူတဲ့တလန်တဲ့ဥယျာဉ်နဲ့စစ်တပ်ဘက်ကတရက်ဘုံကျဲတဲ့ဥယျာဉ်ဘယ်ဟာများလဲမတည့်ရတဲ့နေ့ပြည်သူရှိလားတလန်တလန်အော်နေမယ်တလန်အနှစ်လုံးဖမ်းတတ်ခံတဲ့လူဦးရေဘယ်လောက်ရှိလဲတလန်တက်လို့ထန်ကုန်တတ်မှာနှစ်ယောက်ပဲထိတာနော်ဒါပေမဲ့စစ်တပ်ကဘုံတခါကျဲဈေးကိုဘုံကျဲတယ်စာကင်ကျောင်းကိုဘုံကျဲတယ်ဆေးရုံကိုဘုံကျဲတယ်စစ်ပေးဆောင်စခန်းဘုံကျဲတယ်ရွာလယ်တော်ဘုံကျဲချတယ်ဘာမှမဆိုင်တဲ့စစ်ရေးပြင်းမှတွေဘုံကျဲချလို့အစုလိုက်အပြုံလိုက်တည့်ရတာဘယ်နှကြိမ်ရောက်ရှိပြီနော်အခုတော်လိုင်းရဲ့ဒီဒီအခုဒီဘက်ဆိုရေချင်းပုံပြနေတာ နော်ဘာမှမဆိုင်တဲ့အုတ်ဒိုင်တာမိုက်ကြီးတို့ပါလို့နော်အွန်လိုင်းဆိုလည်းပရိသတ်ပြောအွန်လိုင်းနဲ့တော်လိုင်းနဲ့မှမဟုတ်တာမန်ပြည်သူတွေကပြည်သူပဲဒါပေမဲ့ပရိသတ်ပြောသူစာလေးတစ်လုံးရေးလိုက်ဟာလူတယောက်ကိုဘဝပြက်အောင်ထောင်ထဲဖမ်းတဲ့တယ်ထောင်ထဲမှာရှိတဲ့လူတက်တခေါ်မဒိန်းကောင်ကြီးကြတော့ဝင်လိုက်ထွက်လိုက်ဟမ်ထောင်ထဲမှာပြည်နေတယ်ဘုရုတွေနိုင်ငံအတွက်ကောင်းစင်ချင်းတို့ပြောဆိုတဲ့လူတွေအားလုံးကိုထောင်ထဲပြက်အောင်ထည့်ပြတယ်ဟမ်ကိုမကလူတွေကြတော့ဘာဖြစ်လဲဒဏ္ဍာရီတက်လာတော့မှအခုမျိုးပြပြောက်ကြားတယ်နော်မျိုးပြပြောက်ကြားအင်အားတွေဘာဖြစ်လို့မပြတ်နိုင်လဲနံပါတ်1မျိုးပြပြောက်ကြားတယ်နေရာထိုင်ရအင်မတန်ခက်ခဲတယ် ်နော်အင်တာနက်ခက်ခဲတယ်ရက်တိမှုခက်ခဲတယ်ဘာကျက်ချာမှုခက်ခဲတယ်ဒါပေမဲ့ပြင်းမတစ်ခုကိုစောင့်ကြည့်လို့တွေးတွေးလာတဲ့အဲ့ဒီမှာဘိုင်းလည်းလုပ်လို့မရဘူးအစစ်စစ်သင်ရတယ်သင်တော့အပေါ်ဆုံးရအောင်လို့ဘဝနှက်မခံဘူးဆိုရင်ဘာမလုပ်နဲ့ဘာလုပ်ရင်ချက်ချင်းစစ်ကုန်လုံးပုံကနေတယ်ဆိုတော့ကို့ဘက်မှာကအဲ့လောက်ထိချုပ်လာတယ်သူတို့ဘက်မှာကျတော့အသေးလေးပေးတာလာဖမ်းထောင်ခဲ့တယ်ဟာဟာပေးလာဖမ်းထောင်ခဲ့တယ်အခုရွေးကောက်ပေါ်သူတို့ရွေးကောက်ပေါ်မပူးပေါင်းလို့တဲ့ဆန့်ကျင်တာမဟုတ်နှောက်ရှက်တာမဟုတ်တော့မပူးပေါင်းလို့ဖမ်းပြီးထည့်တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းတယ်ဆိုပြီးတော့တနိုင်ငံလုံးဖမ်းထည့်လိုက်ပြီကွာဟဲ့လားတနိုင်ငံလုံးဖမ်းတယ်ငါတို့ဒီမရောက်ပြီပါလာဖမ်းတယ်လား ။စောက်ရှစ်တွေလည်းမရှိကြဘူး။ဒီလိုဟာမျိုးကိုငါတို့ပက်တော်သားပါလို့အားပေးနေတဲ့အတန်းသားတွေကိုလည်းကျွန်တော်အံ့ဩလို့မဆုံးဘူး။အကောင်းကတာပါ။ဒါကြီးကလေသူတို့ကတော့တွေးလားမတွေးလားတော့မသိဘူး။ဒါကြီးကမင်းတို့အားပေးနေတဲ့သူတွေကိုပါအခုလောက်ရက်ဒီအစော်ကားတာပဲ။ဒီလိုလူမဆန်တဲ့လောက်ရက်တရားမမျှတာနဲ့လောက်ရက်ဥပဒေနဲ့လောက်ရက်တွေကိုလုပ်နေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဗက်ချမ်းမလို့အမှန်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကသွားပြီ။တော့ဒါလေးပဲပြောချင်ပါတယ်။အဲ့တော့ဖွေးဖွေး အခုလိုမျိုးလောက်တာဒီအင်မတန်လူမဆန်တဲ့စုပ်ပဲ့တဲ့လောက်ရဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံမှာဒီအာအနာယူတွေကိုဘယ်လိုနီးနေမှတိုင်းပြည်ထဲမှာခြေချခွင့်အောင်မပေးနိုင်ဘူး။တော့ကျွန်တော်နိုင်အောင်တိုက်တာဒီကောင်တိုင်းမယုံမကြည့်နဲ့နိုင်အောင်နိုင်လိုက်ပြီ။ဘာဖြစ်လို့လဲ။ PDF တွေများလာတယ်ဘလို့ကြောင့်။ကောင်တိုင်းအစမှာလက်တော်တော်ကောင်ဒီဆန်တဲ့ပြတဲ့ချိန်မှာဒါပြည်သူအာဏာကိုပြန်ပေးလိုက်မယ်စစ်တပ်ကစစ်တမ်းကြီးပြန်လိုက်မယ်ဆိုအခုလိုမျိုး PDF တွေပေါ်လာကြအကြောင်းရှိတယ်။အဲ့ဒီချိန်မှာဘယ်သူမှလောက်လေးပါတော့မကြိုက်ဘူး။အရှင်ကဆန်တဲ့ပြဝိုင်းအနောက်ကမှိုက်လိုက်တော့အဲ့ဒီအချိန်မှာတိုင်းပြည်ကိုနှိမ့်နှိုင်းပြီးတော့စစ်တပ်စစ်တမ်းကြီးပြန်လိုက်မယ်ဆိုရင် အခုလိုမျိုး PDF တွေပေါ်လာကြအောင်ရှင်းတာအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့မင်းတို့ PDF တွေကိုမုန်းလို့ရှိရင် PDF တွေပေါ်လာတဲ့ဇင်းမြစ်ကိုမင်းတို့တိဖို့လုပ်တယ်အဲ့ဒါပဲနော်အခုဖွေးဖွေးထပ်ပန်းတယ်ရတယ်ဖက်မင်းတို့ကတော့မင်းတို့ကအကြောက်တရားနဲ့အနိုင်ကျင့်မှုလုပ်မှာပဲဒါပေမဲ့မင်းတို့လက်မှာခံနိုင်ရှိအောင်ကြိုးစားပါဘာဖြစ်လို့လဲတော်လိုင်းရင်အောင်းဝိုင်းရင်မင်းတို့ကအစားနိုင်ရှင်ပြောင်းပါနောက်ဆုံးနိုင်ရှင်ပြောင်းတော်လိုင်းရင်ရှုံးဝိုင်းတော်လိုင်းရင်မှာပေါင်ဝင်တဲ့လူတွေကိုနိုင်ငံတကာကဝင်းရံပြီးကူညီပြီးနိုင်ငံတကာမှာဖော်လုံခွင့်ရတယ်နော်နောက်ဆုံးတော်လိုင်းရင်နိုင်ဝိုင်း မင်းတို့စစ်သားထောက်ခံတဲ့အတိုင်းပဲဘလောက်ထလောင်မလဲငါသိချင်တယ်ဟမ်ဘယ်လိုပြေးမလဲလောလောဆယ်အခုတော်လိုင်းကြီးကဘက်ကလက်နိုင်ပြီးတော့မင်းအောင်လိုက်ကြာချောင်းသွားပြီနော်ဒီစစ်တပ်ကလည်းဝင်ပြပါပြီတော်လိုင်းကြီးကိုရှုံးသွားပြီမင်းတို့ထင်တာကပါတယ်တော်လိုင်းကြီးရေးအဖွဲ့တွေကဒီစစ်တပ်အားလုံးကိုငါတိုက်မှာစစ်တပ်ထဲမှာပြည်သူ့ဘက်ကရက်တည်တဲ့စစ်ဗိုလ်ချုပ်ဘလောက်ရှိတယ်မင်းတို့သိလားဟမ်မင်းတို့တွေးဘူးလားတော်လိုင်းကြီးထဲမှာမင်းတို့စစ်တပ်ထဲမှာပြောတာပြည်သူ့ဘက်ကိုရက်တည်နေတဲ့ဒါနဲ့လက်ရှိတော့မင်းအောင်လိုင်းရဲ့အောက်မှာနေနေရတယ်ဒါပေမဲ့ပြည်သူ့ဘက်ကိုရက်တည်တဲ့စစ်ဗိုလ်ချုပ်ဘလောက်ရှိတယ်မင်းတို့သိလား တော့ဘောင်းနိုင်ချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါကြီးအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မိတို့တွေတယ်ုံပြေးကြမှာအဲ့အဲ့အော်နေတဲ့အခုကြောင်ကျိုးပြေးဆိုတော့တစ်ဖက်သားပေါ့ပေါက်ပန်းလေးစအော်နေတဲ့ကောဟမ်မပူပေါင်းလို့ဖမ်းဖို့စီးဖို့ပြောနေတယ်ဆိုတော့မင်းမလောက်မင်းမချာပါစက်ဟမ်အပြစ်လောက်လို့ဒီရုပ်ကဘောတယောလို့ငါတို့တို့ရုပ်ကဘောကိုအာဘာဖြစ်နေညာဖြစ်နေစက်ကြည့်လိုက်လို့ဖမ်းဖို့အော်ရင်မပြောပါသေးဘူးအခုကမပူပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမင်းတို့မလို့မင်းတို့မရှိဟမ်အဲ့တော့အဲ့ဒီကောင်တွေရွေးကောက်ပွဲကဒီတော်လိုင်းရဲ့နိုင်ငံလို့ရှိရင်မင်းတို့ဘယ်လိုပြေးမှာလဲအပြစ်စားတော့ထိုင်းတော့ပြေးလာမှာပဲထိုင်းပြေးဒီအမစီးလိုက်တာကတိမှာ မင်းတို့ပြင်းတဲ့နေရာဖြစ်ဘူးအကောင်းတော့တော်လိုင်းရင်နိုင်ဝမ်းကြီးတွားပြီးစစ်တပ်ထောက်ခံတဲ့ဒီလိုမျိုးလူမဆန်လုပ်ရက်တွေကိုလောက်ခဲ့တဲ့လူတွေလောက်ပေါ့မြောက်ပေးတဲ့လူတွေအကုန်လုံးကရဆန်းမှုတွေမှာအဲ့ဒီချိန်ကြိုက်ထောင်ထဲမှာအကုန်ပြေးမှာမပူနဲ့နော်အဲ့တော့မင်းတို့ကိုယ့်ဘက်ကိုကိုတွေးပါလူမဆန်တဲ့လောက်ရက်တွေကိုတအားကြီးလောက်လာရင်ဆိုရင်မကြပါဘူးချိန်ကြီးချရှုံးနေတယ်သိလားဂရာဖီကိုကြည့်ပါဟမ်မင်းအောင်လိုက်အာနာရှိတယ်ဆိုတာဂရာဖီလားသိကော့ပေါ့နေတယ်တော့ရှိတယ်သိလားဒါပေမဲ့ဂရာဖီပဲဘွားရောက်သွားတယ်နော်အဲ့တော့ငါတို့ကအင်ပါယာကြီးကမကြပါဘူးမကြပါဘူးထင်တော့မှားသွားလိမ့်မယ် ကြတဲ့တနေ့ငါတို့ဘာလုပ်လဲခံနိုင်လားဆိုတော့တွေးတာပါနော်ပြည်သူတွေကတော့တားကြီးနာကြီးနေပြီအခုမိုးကုတ်ကပြန်ပြီးတော့မိစ္ဆာနှင်းနဲ့တန်ကုန်တီးနေပြီမိုးကုတ်ကလည်းတနေ့ကလုံးအောင်ွက်လာလိမ့်